ော်ဒါရီရအဝိုင်းမှာဒီစောင့်နေတယ် ီဆိုတူကနေကျူးလိုပါတယ်။တော့ဖဲအားရိယာများတော့ကျွန်တော်နှစ်ပိုင်းခွဲပြီးသွားခဲ့တာဖြစ်ပါတယ်။အဲပထမတစ်ပိုင်းကတော့သွားပြီးပေါ့နော်။အခုဒီနေ့ကြံခဲ့တဲ့ဖဲအားတွေကိုထပ်ပြီးတော့သွားခုမှဖြစ်ပါတယ်။ကဲအားလုံးလည်းလိုက်ခဲ့ကြပါဦးခင်ဗျာ။ ပေါ်ထိတ်တက်ပြီးတော့မပူတော့ဘောเนาะအဲဟိုဘက်ကိုအဲလူသွားနေတယ်ဘောเนาะဟိုဘက်ကဖရားတွေကကြာတော့အဲအဲ့ဒါတွေကိုပဲဦးစားပေးပြီးတော့ကျွန်တော်ရိုက်ပေးလိုက်ပါမယ်ဘက်ကောက်ဖရားတော့ဝင်မပူတော့ဘောเนาะအဲတို့တော့များများလဲရောက်ခုနေကြတယ်ဆိုတော့တော့လူရောက်ပေါက်နေတဲ့ဖရားတွေကိုပဲဦးစားပေးပြီးတော့ဒီမှာသွားလိုက်မယ်ဘောเนาะ ဒီလမ်းကအမှတ်6လမ်းပေါ့နော်သူကတန်လင်းပကိုးလမ်းလို့လည်းခေါ်ပါတယ်နေတော့နေပူရဲဒီလမ်းကအရေးတိတ်မရှိဒါကရင်စိတ်စံပြကြီးရွာဒီဘက်တွေတော့ကျွန်တော်တိတ်မရဟိုးဗျာဒီမှာချက်ဟိုးလားကတော့ရှေ့ပူနေပါတယ်။ဒီနေ့ဒီစားပါမယ်။ ဖြစ်မှာကိုသေးပေါ့ကိုသေးပါဘုံကြီးဝတ်ထားတာအဲ့တီးဆိုင်ကြီးတော့ကမင်းကအောင်းညွှန်းနေတော့ကွာရှင်ရှင်ဘဒနာဘဒနာတူခါအဝိတ္တိယဝိတ္တိယဒါတိုက်တူးကန်စံပြကြည့်ပါပါတုံးသွားပြီတုံးသွားမျိုးမှကျူတူပါရောက်ပါပြီ ရှင်အား၈နာရီခွဲပြီပေါ့နော်ဒီလမ်းကလည်းတော်တော်လေးနင်းရတယ်ဗျနေပူရဲ့အရေးမရှိဘူးလမ်းကျင်းတယ်ပေါ့နော်ကျွန်တော်ဆက်ပြီးတော့သွားမယ်ကျွန်တော်ရှိမှဆိုနန်ရောရွာကိုရောက်တော့မယ်ပေါ့နော်အဲကျွန်တော်တို့နောက်ဖူးမဲ့ဖရားတို့အဲနန်ရောရွာမှာရှိအောင်ဖြစ်ပါ ဒါကျွန်တော်တို့နန်ရောဖះကိုဝင်တဲ့လမ်းလေးပေါ့နော်အဲရှေ့ပါဖះကိုရောက်ပါပြီချင်းရ9နိုင်ရှိပါပြီနေရာတော့ဖြည်းဖြည်းနဲ့စပြီးပြူလာပြီအဲဒီကြောင်းလိုက်ပါခင်ဗျာမဟာအတုလမန်အောင်စူတောင်းပြည့်ဇေဒီတော်ကြီး ရမယ်ကိုခါကိုဘူးမှမရှိဘူးရမယ်နေဒီရယ်ခေးကျောင်းလာခြင်းနဲ့နိုင်ရောစီပြီးတော့ရောက်ပါပြီခင်ဗျာကျောင်းဝင်းကအတော်လေးအချမ်းပါတယ်လူတူရောက်ပေါက်နေပြီးတော့တိတ်မတိကြဘူးပေါ့နော်ဒီညာဖျားဖို့ဖို့အတွက်လိုက်ကြပြီးပါမယ်

ဟိုအကင်တော့ဆက်ပြီးတော့နောက်ပိုင်းအစီအစဉ်ကြီးတယ်ဟုတ်ကဲ့ဗျာသပိတ်နဲ့လေဟာဒီလေးကဘလို့ပြင်ပြတော်လို့ပြရမှာလဲ။ဘာလို့ပါလဲ။မင်းရောပဲ။ဒီဖုန်းဝင်မလို့လား။ဒီဟိုရောက်တော့လာပြီ။ဒီအိုယိုတွေကရှေးအိုယိုတွေဖြစ်နေတယ်။အိုယိုတွေကတော်တော်ဟောင်းနေပြီ။ဒါလည်း ။အားကြတော့ဗာလဲနန်းဥပြစ်တုံစီစီရဲ့။ဒါလေးကလည်းရှိတစုပေါ့နော်။တော်လေးတော့တိတ်ဆိတ်ပါလေ။ကျွန်တော်။ကဲကျွန်တော်တို့နောက်ထပ်ညာသိန်းနံဆိုတဲ့အစီအစဉ်တစ်ခုကိုတောက်ဖို့မှာပေါ့နော်။အဲဒီတောက်မယ်။ကျွန်တော်ကိုရိုကဒီနေ့ချင်းနေမကောင်းဘူးပြကိုရိုအဲ့ဒါတက်နေတော့ကျွန်တော်တိုင်ပတ်နေရိုက်တာအဆင်မပြေဖြစ်နေဒါနဲ့ လိုက်ရှင်တော့တယ်ဒုက္ခခံပါဘောကဲအဲ့တော့ကျွန်တော်လည်းဒီနောက်ထပ်ညာသိန်းနဲ့ဈေးကြီးကိုလိုက်ခဲ့ကြပါဦးဗျာကျွန်တော်တို့နိုင်ရောဈေးကြီးကပြန်ထွက်လာမယ်ဆိုရင်ဒီတွားတဲ့ main line အတိုင်းပဲဆက်ပြီးတော့နင်းတော့ရမယ်ပေါ့နော်အဲနောက်ထပ်ဈေးကြီးကတော့အဲနောက်ထပ်9မိုင်မှာရှိတယ်လို့ပြောရတယ်9မိုင်နင်းရမယ်ဟုတ်အင်းနေလေသာရိတ်တော့တိတ်မရှိဘူးကြာ အဲဒါမဲ့အပင်ကြီးတွေတစ်ဖြက်တစ်ဖြက်ရှိတယ်ဆိုတော့နားလို့ရတယ်အဆင်ပြေဘေးမှာတော့လေကွင်းနေပြီပေါ့နော်ညောဒီကမှာကြိမ်တော့မှာပေါ့နော်မိုက်တယ်သူကဒီမှာအကုန် ready ပါပြီသားကြိမ်လာဆရာကြီးကမိုက်တယ်နေရာလေးကလည်းမိုက်တယ်ကျွန်တော်နားတဲ့နေရာလေးရှယ်ပဲဒီမှာจากแกงนี่ မှ၄တောင်ပဲတစ်ဖက်တစ်ဖက်ပဲပေါ့။ညောင်မင်းရဲ့ဗျာ။ဟာ။ကိုကြီးကိုကြီးကြီးခေါမထောင်းနေတောင်းမယ်လေ။ကြီးရေရတဲ့ကိုကြီး။အဲ့လာကိုရေလို့မြေလာရောဒီမှာလူလူပြတ်တယ်နော်။ဟိုမှာခြံချောင်းရိုက်သွားတော့နောက်နေပြီ။ရှေးရွာကတော့ရေပေါ်ကန်ကျူးရွာလို့ခေါ်တယ်ဗောနော်။အဲ့ ကြီးပါတဲ့ကျွန်တော်တို့ဒါရှမ်းစုကြီးပါဗျအဲကျွန်တော်တို့ Google Map ကြည့်လိုက်ရွာအကန်တွေကိုမေးလိုက်ပေါ့နော်အဲအဲ့လိုပဲရှောက်ပြီးတော့အဲမေးဆိုင်ရင်လည်းပဲတောက်လာကြပါတယ်ဟုတ်ညာသိန်းတဲ့စီတွေသွားမှာဖြစ်ပါတယ်เออรู้ป่ะครับ ဟဲ့လားလမ်းနေထားဆိုရင်တော့ပြည့်ဒီသွားပါမယ်ဒီဒီလမ်းလေးပြန်ဖြစ်သွားပြီဒီပူတယ်ကျွန်တော်အခုသွားတဲ့လမ်းနေကဆိုင်ကယ်စပိန်အဲ့လိုပဲဘေးတွေတို့အဆင်ပြေမယ်ပေါ့နော်ကားတွေပါကျွန်တော်တိတ်အဆင်မပြေတော့ဘူးညချိန်အား10နာရီ10မိနစ်ရှိပါပြီ ျွန်တော်တို့လာခြင်းနဲ့အများသိနေဆရာကြီးကြောင်းလိုက်ကိုရောက်ပါပြီခင်ဗျာတော်လို့ဦးရမှာလေအဲဆဲဝင်စုရမယ်ဒီရက်ဖောင်းရင်မှာတော့ဘလူးပုံလေးဘလူးကြာမှန်းကင်လာတဲ့ပုံလေးနဲ့တတ်တတ်လေးရှိတယ်နော် ောင်းဝင်းရတော်တော်လေးအေးကြပါလေဒီနေရာလေးကအမှန်တမ်းကြောက်ရင်ရောက်ဖို့ခဲရင်တလိုမျိုးလာဖို့ကလည်းလူတွေကတိတ်မတိကြဘူးခင်ဗျကျွန်တော်တို့လည်းယုံကရှိရဲဆိုတာတိတော့မတိဘူးနော်အခုမှဒါလေးရှိမှန်းကိုသိတယ်သိတော့ကျွန်တော်ဟိုရိုက်ကြခြင်းလို့ပေါ့နော်တကူတကရှာဖွေပြီးတော့ရောက်လာခဲ့တာဖြစ်ပါတယ်ကျွန်တော် ။ဒါသိန်းနိုင်နေရေမုံသွားတဲ့လမ်းတော့ဒီလိုမျိုးလမ်းပေါ့နော်။ဖုတ်ညာသွားပြီ။ခွင်းကြောင်ကြောင်ကြီးနဲ့ဖုတ်တယ်နဲ့တွေ့ပြီ။လမ်းတော့အရင်မကောင်းကျွန်ရှိမှတစ်ချက်မေးကြည့်ရမယ်။မျိုးမှာတော့မှန်သေးရဲ့လို့ပြောတယ်။ဟာတေချောင်တော့မေးကြည့်ရမှာပေါ့နော်။အချင်းက10နာရီ40ရှိတယ်။ဒါပေမဲ့နေပူချေကြီးကတော်တော်ဆိုးနေကြတယ်။

အကြောင်းအရာလေးရှိရပါတော့အဲ့တော့ကျွန်တော်အများကြီးဆိုင်ကြတော့ဒီတိုင်းမဲ့လည်းကြလိုက်မယ်ဒီဖျားမှာလည်းခုနကများတိန်းနေမှာလို့မျိုးပဲမဘလူးကကြာမှန်းကင်လာတယ်ဟိုမှာဖျားရဲ့ပတ်ပတ်လေးမှာရှိအဲ့ထူကြကြအဲ့လိုရှိအဲ့ခေါင်းအောင်ပါခေါင်းအောင်ပါကျွန်တော်အခုရဲမွန်စီဒီကိုပူပြီးတော့ပြန်ထွက်လာပြီပေါ့နော် ချိန်ဟာ7:00နာရီနဲ့50ရှိပါပြီကျွန်တော်ကြိုက်မထီးဆိုတဲ့ဈေးဒီကိုလည်းကူးမယ်ပြီးလို့ရှိရင်ကျွန်တော်ကြိုက်ခယူဆိုတဲ့ဈေးဒီပေါ့နော်အဲ့နဲ့ဆိုပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ပူးကျင်တဲ့ဈေးဒီလေးပြည့်သွားပြီပေါ့နော်အဲ့တော့အခုဒီကနေတမိုင်ချော်ချော်လောက်နေရမှာပေါ့နော်အဲ့နေရတော့တော်လေးပူတယ်အားလုံးပဲဒီရသေးဦးမှာစပင်းနေမယ်ဆိုရင်တတိထားကြပါရှင်နှမ်းများတောက်ဖို့လိုပါမယ် ျွန်တော်တို့ပါမယ်ကြိုက်မထီဖရဖြစ်ပါတယ်ဒီချောင်းရိုးလေးပြီးมาတင်ထားတာပေါ့เนาะတော်တော်လေးတက်ပဲမြင်ရတဲ့ရှုပ်ဝင်းနေတယ်ကျွန်တော်တို့လာခြင်းနဲ့ကြိုက်မထီဖရရောက်ပါပြီတော်လေးတော်တော်လေးတာရတယ်ထင်ပါပါကျန်မထီဖရ လူလေတိတ်မရှိဘူးဗျာဒီဘက်ချမ်းပါလေဒါလည်းလူလေနေစိုင်းနေလည်းမရှိဘူးရေပါညာအတွက်ကလည်းတိတ်ရွာတွေကိုဖြတ်မှာပဲရတာပေါ့နော်ဒီကျွန်တော်ဒီနားမှာထိုင်ပြီးတော့အနားယူနေတယ်ဖိုက်လေစာနေကြပြီစိုင်းမရှိတော့ကျွန်တော်စားလို့မရဘူးရှင်းတယ်နေတော့ရှာရအောင်ပဲဗျာနော်ဒီကြိုင်မတိဖះကကျွန်တော်အရင်ကဟိုကြိုင်မကော်တို့အဲအဲ့ကြိုက်ဖះနေတယ် ပုံစံတူတယ်ပြအောက်မှာသူကထုံးတင်ကန်ကတ်ထားတယ်အဲအပေါ်မှာရွှေတင်ကန်အဲအဲ့လိုမျိုးပေါ့နော်ဒီလိုပုံစံတူတွေများတာပေါ့နော်ไอ้เมทีอ่ะไปหน้ามา ဒီလိုအရင်စိတ်ရင်းရင်းလေးလည်းရှိရယ်ကျွန်တော်တို့ဒီစိုက်ဖျားတွေကတော့ဒီလိုပုံစံတူတွေများတယ်ပေါ့နော်ကျွန်တော်မြင်ရတဲ့လောက်တော့ထုံးတင်ကန်းတွေကတ်တယ်တဝက်စီကတ်တာများတယ်ဗျဒါခုနကကျွန်တော်ပြခဲ့တဲ့ချောင်းယူကဒီနားထိရောက်တယ်အဲဒီချောင်းယူဒီတိုင်းလာပြီးတော့ဖူလို့ရတယ် လူကတော့မရှိဘူးဗျကျွန်တော်တို့ပဲရှိတယ်ဟမ်ကြည့်ပေးမှာဒီလိုတန်တန်းနေရှိပါတော့ဒီလိုတန်တန်းနေရှိပါတယ်ဒါအပခုပေါ့တန်တန်းပါတော့ရှိပါတယ်ဒီဘက်မှာဆိုရင်လည်းခဏကတော့ကြောက်ကန်ပြန်ကြောက်ကန်ဖြစ်သွားတယ်

ကျွန်တော်တို့ကြိုက်ခီကိုဖရားကိုရောက်ပါပြီဖရားကတော့လုံးဝကိုထုံးတင်ငံမဲ့ကတ်ထားတာဖြစ်ပါတယ်စီးဖြူပဲတုတ်ထားတာပေါ့နော်အဲဒီမှာကတော့အဲသူကကြိုက်မက်ကိုအဲကြောင့်ကျွန်တော်တို့ဒီကြိုက်သေးရုံအဲ့လိုပုံစံမျိုးကြီးပဲပေါ့နော်ကြိုက်ဖရားရဲ့စိုင်တိုင်းတော့ကျူးတယ်ကြီးကြီးမားမားနဲ့ရှိတယ်တော့ကတော့နေရန်ပူတယ်ဟိုကတိတ်မရှိဘူးပေါ့နော် နေရပုရဗျာဒီဆက်ရတယ်ကျွန်တော်ဒီကအရန်ပုတော့ဖះကိုပတ်ပြီးတော့အခုပြတော့ဘောနော်ရနေပဲကြည့်ကြပါကျွန်တော်ဒီဆောင်းလေးလေးမှာခဏနားမယ်ဒီတော့လို့ရှင်ဆိုင်ကိုပြန်မအောင်မယ်ဆိုင်ရတော့တော့ဒီဘက်မှာမရှိရတော့ကျွန်တော်တို့ခမင်းတော့နေဆိုင်ရပြီပေါ့ကျွန်တော်အခုကြိုက်ခ ्यू စီကြီးကနေပြန်ထွက်ပါပြီ ဟိုရန်ကုန်ပြန်ပါမယ်။ချိန်က2နာရီနဲ့မိနစ်20ရှိပါတော့။နေရာတော့တော်တော်လေးပူတယ်ပူရှင်ရှိပါသေးတယ်။အော်ရန်ကုန်ကျွန်တော်တို့ကဝဓာပင်ထီကိုဒီကနေ73မိုင်လောက်နေရမှာပြောတယ်။အဲ့တော့ကျွန်တော်မြေပုံကြည့်ပြီးတော့ပဲဆက်ပြီးတော့တောင်းပါမယ်။အားလုံးပဲလိုက်ခဲ့ကြပါဦး။အဲကျွန်တော်တို့အခုပြန်နေတဲ့လမ်းအနေထားပါကတင်ရိုးပေါ်မှာနင်းနေရပါလမ်းကျင်းပါတယ်ဆက်ပြီးပါတယ်ဒါပဲရှိပါ အာညာစီးသွားစာလေးပဲရှိတယ်โอเคသွားလေသွားလေโอเคโอเคโอเคသွားခါလိုက်သွားလိုက်ပြီသွားလိုက်ပြီကျွန်တော်သွားလိုက်ပြီကျွန်တော်တို့လုံးဝမဖြတ်ချင်တယ်တပြူရှမ်းကန်လန်းယူဖြတ်ရပါပြီဒါမှမဖြတ်ရင်လည်းကျွန်တော်တို့ဓာဘိန်ကိုကြောက်ဖို့အဝေးဝါမှာဆိုတော့အနည်းဆုံးဖြစ်သလိုလမ်းအကျန်းဆုံးပါပဲအဲ့တော့ဒီလိုပဲဖြစ်ပါမယ် တင်ရ၄နိုင်ထိုးပါပြီဗျမနက်စာငတ်တဲ့ခီးစင်ပါပဲဒီနံလွယ်ပါလမ်းတော်တော်လေးကောင်းသွားပြီဗျအဲနည်းနည်းသုံးပုံနှစ်ပုံလောက်ပြီးသွားပြီတပုံမဲ့ကြံတော့တယ်ခီးတွင်တယ်ကျွန်တော်အမှတ်နဲ့လမ်းပါပေါ်ပြန်ရပါဘူးအဲဒီနေ့ vlog လေးကိုဒီမှာပဲ break လိုက်မယ်ပေါ့နော်ကျွန်တော် GoPro လေးနဲ့အဲဒါတက်နေရတယ်အဆင်မပြေတော့တာနဲ့ break လိုက်မယ်ပေါ့နော်အဲ့တော့ဒီနေ့သွားမဲ့ခီးကိုအဲသွားမဲ့လူတွေကတော်တော် ဲတိတ်အစင်မပြေတဲ့ခီးစဉ်လို့ကျွန်တော်ပြောချင်တယ်ပေါ့နော်အဲတကယ်လို့သွားမယ်ဆိုလို့ရှိရင်လေ Google Map ကိုသိရှာကြလေးအဲကြည့်တက်ပြီးတော့အဲမေးမြန်းပြီးတော့သွားရင်တော့အဆင်ပြေနိုင်ပါတယ်အဲစပိန်ကတော့ mountain bike လောက်ပဲအဆင်ပြေမှာပေါ့နော်အဲပြီးတော့အဲကျွန်တော်ပြန်တဲ့လမ်းကလည်းအဲ့လိုရွာလမ်းတွေကမေးမြန်းပြီးတော့ပြန်ခဲ့ရဆိုတော့တော်တော်လေးတော့ကြွာလေတယ်ပေါ့နော်အဲ့တော့ဒါမဲ့အဲသွားခဲ့တဲ့နေရာတွေကအကြောက်ပေါက်လဲနေတယ်အဲတကယ်လဲထူးဆန်းပြီးတော့စိတ်ဝင်စားတဲ့နေရာတွေဖြစ်တော့ ဲတွားခဲ့ရတာတန်တယ်ပေါ့နော်ဒီနေ့ဗီဒီယိုလေးကိုစောင့်ကြည့်ပေးတဲ့ကျေးဇူးများတင်ပါတယ်အဲအားလုံးပဲကျွန်တော်နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ခီးစဉ်တွေကြည့်ကြလာပါမယ်အားလုံးပဲနောက်ထပ်ဗီဒီယိုတင်ပြကြတော့